ဟုတ်ကဲ့မင်္ဂလာပါဗျာကျွန်တော်တို့က Python နဲ့နေပြီးတော့ကြိုဆိုပါရစေ။အော်ကျွန်တော်တို့ဒီနေ့တော့ဗာလိထပ်ပြောပြခြင်းလဲဆိုတော့เนาะကျွန်တော်တို့ကဒါ software ရေးရမှာဖြစ်တော့ကျွန်တော်တို့ကเนาะဒါတခုခုတော့ download လုပ်ရတာပါဗျာเนาะအဲ့တော့ကျွန်တော်တို့ Python နဲ့ပတ်သက်ပြီးတော့နှစ်ခုသုံးလို့ရပါတယ်။အဲ့ဒါကတော့အသုံးများတာပေါ့နော်။တုံးလို့ရတော့အများကြီးပေါ့ဗျာ။အသုံးများတော့ကျွန်တော်တို့ကဒါ VS Code နဲ့ရေးတာရှိရယ်၊ Python နဲ့ရေးတာရှိရယ်။အဲ့တော့နှစ်ခုလုံးသုံးပုံသုံးနည်းကိုကျွန်တော်ပြပြပေးပါမယ်။ဒါသင်တန်းဖြစ်တဲ့ကြောင့်မလို့နည်းနည်းတော့သတိခံပေးပါတချို့အတွက်ပြောတာပေါ့နော်။အဲ့တော့ကျွန်တော်တို့က တော့ပြီး download လုပ်ပါမယ်အ VS Code အတွက်လည်းကျွန်တော်ပို့လိုက်ပါမယ်ပိုင်းချန်လည်းပို့လိုက်ပါမယ်ကိုယ့်ဘာသာကို download လုပ်ချင်တယ်ဆိုလည်းနော် internet ပေါ်ကနေပြီးတော့နော်ပိုင်းချန် download VS Code download ဆိုပြီးတော့ရိုက်ရှာလို့ရမယ်ထင်ပါတယ်နော်ဆရာတို့ဆရာမတို့အဲ့လောက်တော့သင်ပြမယ်ထင်ပါတယ်ကျွန်တော်အခုပြောချင်တာဒီ Python download လုပ်ဖို့ပါအဲ့တော့ VS Code or PyCharm ကို download လုပ်ထားပါတကယ်လို့ကျွန်တော်ကလည်း file တွေ group ထဲမှာပို့ထားပေးလိုက်ပါမယ်နော် VS Code က PyCharm ကို install တင်တဲ့အစစ်တွေက true true မရှိပါဘူး yes yeah yes no 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 ပေါ့ဗျာ sorry no တော့မပါဘူးပေါ့နော် yes or agree or yes or agree or နှိပ်သွားလိုက်ပေါ့နော် folder ဘယ်နှမှာထားမှလဲဆိုရင်နော် तू ပြောတဲ့နေရာ default plan ပဲထည့်ပေးလိုက်ပေါ့နော်ဟုတ်လား socket ထုတ်မှလားဆိုထုတ်ချင်တဲ့ထုတ်ပေါ့မထုတ်ချင်တဲ့မထုတ်နဲ့ပေါ့နော်ဒါတွေကျွန်တော်တို့က true true တိတ်မပြောတော့ဘူးတကယ်လို့မပြောတော့ဆိုရင်လည်းဟာကျွန်တော်ကမရဘူးပြောကျွန်တော်ကိုလုတ်ပြပေးပါပြန်ပြောပြပေးပါဆိုရင်တော့လေကျွန်တော်ပြန်ပြောပြပေးပါမယ် software installation step မှာမှအရင်မခက်တဲ့နေရာဘာမှလည်း true true မားစရာမရှိတဲ့နေရာမှကျွန်တော်ဘာမှမပြောတော့ဘူးနော် ဒါလေးကျွန်တော်တစ်ချက် try ကြည့်လိုက်ပါအဲ့တော့ကျွန်တော် python download လုပ်တာတော့ပြောပြပါမယ်ဒီနေရာမှာနည်းငယ်ကျွန်တော်တို့ကမားနိုင်လို့ပါမားနိုင်လို့ဆိုတာ error လေးဖြစ်နိုင်လို့ပြောတာပေါ့နော်မားနိုင်လို့ဆိုတာဆရာတို့ပြောတာမဟုတ်ပါဘူးဆရာတို့ဆရာမတို့ပြောတာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်တို့က python download ဆိုရဲသူ့ရဲ့နော်ဒါ official python.org website ပေါ့နော်ဒီကိုကျွန်တော်ဝင်လိုက်ပါဝင်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာသူ့ရဲ့ latest version ကိုတွေ့ရပါလိမ့်မယ် download python 3.30.3ပေါ့နော်ဒါ latest အနေနဲ့ဖြစ်နေတဲ့ version ပေါ့နော်မတောင်းပါနဲ့ အာ latest ကိုမတောင်းတော့ဘာတောင်းမှာလဲပေါ့နော်ကျွန်တော်တို့ဒီ ID fee မှာပေါ့နော်အာ latest တောင်းတာလည်းကောင်းတော့ကောင်းပါတယ်ဒါမှမဟုတ်ကျွန်တော် latest and greatest တွေကျွန်တော်တချို့နေရာလေးမှာ software ဘက်ကိုပြောတာနော် hardware ကတော့ထားလိုက်ပါတော့အမြင်ဆုံးအကင်နေနော်ကိုကိုကမှလည်းနော်ကိုကတော့ပတ်စံပေါ်လို့ကင်တယ်မကင်ပေါ့နော် software ဘက်မှာတော့ကျွန်တော်တို့ကအမြင်ဆုံးအရာတွေဒီရှောက်လက်သိမှာပေါ့တချို့အရာတွေဒီကျွန်တော်တို့က bug လို့ခေါ်တာပေါ့နော်အမားလေးတွေပါတတ်တယ် error လေးတွေပါတတ်တယ်တချို့က software ကအရင်မြင့်နေတဲ့ခါမှာအဲ့ဒါကိုနောက်ကလိုက်ပြီးတော့သုံးမဲ့အရာတွေက အဆင်မပြေရသူနဲ့တွဲသုံးတဲ့တခြားတခြား software တွေကမလိုက်နိုင်တာဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့က latest ကိုမတောင်းပါနဲ့။အဲ့တော့ဘာတောင်းရမှာလဲ။ဘာတောင်းမှာကျွန်တော်အောက်ကိုဆွဲလိုက်။အောက်ကိုဆွဲလိုက်လို့ရှိရင်ဒီမှာသူရဲ့ကျွန်တော်တို့ကဟာဒါပိုင်သွင်းရဲ့နော်မကိုက်တွေပါတယ်ဆိုသူပြောထားတယ်။အဲ့မှကျွန်တော်ဖတ်ကြည့်လိုက်ပါနော်။3.14က pre-release ပေါ့ထွက်တော့မယ်နော်။ကြိုပြီးထွက်တော့မယ်သူပြောထားတယ်နော်။ဒါ plan ချနေပြီနော်။အဲ2025ဆယ်လာမယ့်တရက်နေ့လောက်မှထွက်မယ်ပါညာ။ဒါလေးကြီးညာတယ်။ဒီမှာ back fix 3.13က back fix နော်ကျွန်တော်တို့က AR ကိုဖြည့်ရှင်းပြီးနေပြီ။ဒါမှလည်း ဖြည့်ရှင်းနေတယ်လို့ပြောလည်းရတယ်ဖြည့်ရှင်းပြီးပြီလို့ပြောလည်းရတယ်ဒါတော့အင်္ဂလိပ်စာနော်နေလာတဲ့လူဆိုရင်တော့လည်းနော် ED မပါသေးတယ်မပြီးသေးဘူးပြောလည်းထားလိုက်ပါအဲ့တော့သူက3 by 13နဲ့3 by 12က back fit ဖြစ်နေတော့ဒီမှာကျွန်တော်က3 by 11ကို security security ဆိုတာလုံးဝစိတ်ချရတယ်ဘာဖြစ်သနာမှမရှိတော့ဆိုရင်နေထောင်ပြောတာပါအဲ့တော့ကိုကအာကျွန်တော်ကမဟုတ်ဘူးရတယ်ကျွန်တော်က error တက်လိုက်ရှင်းလိုက်နေတယ်ကျွန်တော်ကိစ္စမရှိဘူးကျွန်တော်ကနောက်ဆုံး version ကိုမှသုံးကျင်လာဆိုရင်တော့ဟိုဘာသာကို3 by 13ကိုထောင်းလိုက်ပါဘာဖြစ်သနာမှမရှိဘူးเนาะဒါကို use ချင်မှုနဲ့ကိုပဲ 3 point အကိုအလုံးမဟုတ်ဘူးကျွန်တော်ကနော် software ပဲပဲကျွန်တော်ရေးလိုက်မှာရတယ်ကျွန်တော် error မတက်ပြီးရော error တက်အဲ့ error ရှင်းနေရနေနော် software error ပြောရနော် coding error မဟုတ် software installation error ကြီးရှင်းနေရနေကိုစိတ်ရှုပ်ပါရဲကိုရကျွန်တော်အဆင်ပြေရပြောပါဆိုရင်တော့3.11 or 3.10လောက်တောင်းပါဒါကျွန်တော်ဟုတ်ဘူးနော်ကျွန်တော် recommend ပေးပါလို့ပြောရင်ကျွန်တော်3.11 recommend ပေးပါရဲအားလုံးတို့ခြုံငုံပြီးပြောတာနော်အကျွန်တော်ကတော့နောက်ဆုံးပဲသုံးချင်တယ်ဆိုရင်3.13သုံးပါမရဘူးလို့မပြောဘူးနော်ကျွန်တော် program fee မှာ ကန့်တထားတာဘာမှမရှိဘူးကိုကြိုက်တာကိုလုပ်လို့ရဒီမှာကျွန်တော် download ကဒီအောက်မှာ download လုပ်အောင်အပေါ်မှာကြည့်ပြီးတော့အောက်မှာလာပြီးတွေ့ version နဲ့ download လုပ်ပါနော်အဲ့တော့ကျွန်တော်ဒီမှာ scroll လုပ်ပြီးတော့ download လုပ်လို့ရပါတယ်ဒါ trade 2တော့အများကြီးပြောချင်မလို့ထင်ပါနော်အဲ့တော့ကိုက3.11 download မှာဆိုလဲ3.11 version တွေကို download လုပ်ပါကိုကမဟုတ်ဘူး3.13မှာ download နေတယ်ဆိုလဲ3.13 version တွေကို download လုပ်ပါ download လုပ်တာနဲ့ပတ်သက်ပြီးတော့ဒါအများကြီးကျွန်တော်မပြောတော့ဘူးနော် download လေးဆွဲလိုက်ပါပြီး install တင်လိုက်ပါအာ Python installation တွေလည်းဘာမှ trade မရှိပါဘူး yes 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 okay ဆိုပြီးပိုင်းတော့ successfully install ဆိုပြီးတော့ပါပဲဒါပါပဲအဲ့တော့ဒါက VS Code 3.3ပိုင်း channel 3.3ကျွန်တော်တို့က Python ကို download လုပ်ပေးရမှာဖြစ်ပါတယ်အရင်ဆုံး Python ကို download လုပ်ပါဒါဒီ file ပေါ့နော်ဒီ file ကို download လုပ်ပါ install တင်လိုက်ပါပြီးတော့ solution တော့ VS Code or Python ကို download လုပ်ပါအဲ့တော့ VS Code or Python ဆိုတော့လည်းတစ်ခါပြောလိုက်ပါနော် VS Code download ဒီကောင်လေးပါရန်နေဝင်ပြီးကျွန်တော် download လုပ်ပါ တော့ VS Code မဟုတ်ဘူးကျွန်တော်ကပိုင်ချန်နဲ့တုံးကျင်တာတချို့ကလည်းကိုတုံးနေကြအရာရှိရယ်နော်ဥပမာကိုက VS Code ပဲတုံးနေကြ download ရှိပြီးသားဆိုထပ်မ download လို့တော့ရတယ်ရှိပြီးသားပိုင်ချန်ရှိပြီးသား VS Code ပေါ်မှာပဲထပ်တုံးလို့ရပါတယ်ဒီကပြောလို့ထပ် down နေမဟုတ်ဘူးနော်ကျွန်တော်ဒီမှာ download ပိုင်ချန်ပိုင်ချန် download ရပါတယ်အဲ့မှာ VS Code ကပြဿနာမရှိဘူးပိုင်ချန်မှာကျွန်တော်တို့ကနှစ်မျိုးရှိရယ် community edition နဲ့ကျွန်တော် professional edition နဲ့ရှိရယ်ကျွန်တော် download မှာက community edition ပါအဲ့ဒါပို့ပြီးအလွယ်ဆုံးပြောရအောင်နော် free ရတဲ့ version ကို download ပါ ဟိုကျွန်တော်တို့က professional edition ကတစ်လပဲ free ပေးတယ်တစ်လပြင်ရက်သွားလိမ့်မယ်နော်အဲ့ဒါလေးကသတိထားပြီးတောင်းပါစာလေးကိုနည်းနည်းဖတ်ပါနော်အကြောင်းဒီမှာပိုင်းချန်နော်တအုံးလေးပိုင်းသွား ID နော်ကျွန်တော်ပိုင်းသွားသုံးမယ်ဆိုလို့ရှိရင်တကူလေးသောလိုအပ်တဲ့ရာဘာညာဆိုသူကတော့ညွှန်းထားတာပဲနော်ကျွန်တော်တို့အဲ့လောက်မဟုတ်ဘူးဒါကျွန်တော်တို့ကနော်ဟိုက Windows M64 တွေပါဒီမှာကြည့်ချက်ထောင်းပါနော်ကျွန်တော်ဒီမှာမထောင်းပါနဲ့အောက်ဆွဲလိုက်နော်ဒီမှာကျွန်တော်တို့ကသူက Python Community Edition မှာဒီကောင်တော့ဘောနော်ဒါ Community Edition ကမှ free ရတာပါဒီကောင်က free မရပါဘူးအဲ့ဒီပုံစံ file ကဒါက professional edition လို့ခေါ်ရ download လို့ရှင်ထွက်လာလိမ့်မယ်နော်အောက်ကိုဆွဲလိုက်ပါဒီ Python Community Edition ကို download ပါအဘယ်ဟာပို့ပြီးတော့ကောင်းလဲတော့ကျွန်တော်ကတိကတည်းကမမိပါနဲ့သူကလည်းဆိုသုံးချတာပါပဲအာဒါပေမဲ့ကျွန်တော်ကတင်တဲ့ပြဿနာကြောင့်လို့ဟိုအကူတယောက်အနေနဲ့ recommend ပေးရရင်တော့ VS Code ကတော့ပေါ့ပေါ့ပါနဲ့ run လို့ရတယ်ပိုင်ချန်ကတော့အနည်းငယ်လေးတယ် file size လည်းပိုကြီးရယ် ဒါပေမဲ့ပိုင်ချန်ကလွယ်တယ်ပိုင်အာ VS Code ကတော့အနေငယ်ရှုပ်တယ်နောက်ပိုင်းနောက်ပိုင်းဆက်သွားမယ်ဆိုရင်ရှုပ်တယ်ပိုင်ချန်ကတော့လွယ်တယ်ဒါပေမဲ့ကျွန်တော်တို့က software requirement တော့မရတယ်ဒီ software ပိုင်ချန် RAM တော့တော့ကိုယ့်ရဲ့ computer က specification ကောင်းမှတော့မြင့်မှတော့ဒါလေးတွေရှိတယ်ကိုကြိုက်တာကိုလိုက်ကိုကိုကြိုက်တာကိုလိုက်ပါတော့ဖြစ်ကုန်မှာကိုကြိုက်တာကိုလုပ်ပါအဆင်ပြေပါတယ်အဲ့တော့ကျွန်တော်တို့က download လေးလုပ်ပေးပါ install လေးတင်ပေးပါ function or vs code တစ်ခုပဲထောင်းပါနှစ်ခုကြီးမလိုပါဘူးဒါပေမဲ့စမ်းကြည့်ခြင်းနဲ့ဆိုရင်တော့ ဒေါင်းထားပေးပေါ့နော်ကျွန်တော်ကတော့ဒီမှာနှစ်ခုလုံးဒေါင်းထားပေးနှစ်ခုလုံးစမ်းပြောင်းပေးပါမယ်ဒီနေ့တော့တော့ဒီလောက်ပါပဲ